မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဟင်းသရတန်လှန်ကျော်ရွှေပကြည်ရေးသားသောရှင်ဟောင်းတိုက်လေကြီးနဲ့ထူးဆန်းသောဖုံတော်ကြီးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဆိုင်ရည်သူဒီအေယာဝီတိုင်းဒေသကြီးဘိုးကလေးမြို့နယ် ကျုံစလူငရုတ်ကောင်းကျေးရွာအုပ်စုမြစ်တန်းကျေးရွာတို့အလုကိစ္စဖြင့်ရောက်ခဲ့ရသည်ထိုမြစ်တန်းရွာကြီးသည်အင်ဂျီတရားကျော်ရှိပြီးမြစ်ချောင်းနှပေးမှရွာတည်ထားပြီးအင်ကြီးရခိုင်နှင့်နေနိုင်စားနိုင်ကြပြီးဆန်ဆက်သစ္စာစတိုးဆိုင်နှင့်အချို့လျှက်စစ်ပစ္စည်းအယောင်းဆိုင်လေးများအချို့ပင် တွေ့ရှိခဲ့ရသည် လယ်ယာမေများကိုလည်းပိုင်ဆိုင်ကြပြီးအုံချံဒဏ္ဍီလုပ်ငန်းများဖြင့်စီးပွားရေးကောင်းသောရွာကြီးလည်းဖြစ်ပါသည်။ထိုရွာကြီးတွင်ဆိုင်းရီသူတို့မြန်မာမှုအဖွဲ့သည်လည်းထိုရွာလူရှင်များ၏မအုပ်တစ်ခုအားပြုလုပ်ဆောင်ရွက်စဉ်ကာလတနေ့မှာရွာကလူကြီးကိုတင်အောင်ဆန်းနှင့်တည်ကျွမ်းခဲ့ရပါသည်။ထို့ကြောင့်ဆိုင်းရီသူမှဆိုင်းရီဖို့ကုန်ကျစရိတ်များရလိုရညာ တိခုတ်မေးမြန်းကြည့်ရမှာထိုးထူးဆန်းသောဖြစ်ရမန်ဇလန်းလေးတပုတ်ရခဲ့ပါသည်။စာရေးသူမှလူရိုးကြီးဒီဇီရီတော်ကြီးကဒီနားမှာရှိတဲ့ဇီရီတော်ကြီးထက်ညံတော်ပုံမြင့်ပိုကြီးနေပါလား။ကြည့်လို့ဖူးလို့မဝဘူးဗျာ။လက်ရကရှီရကုံဇီရီတော်ကြီးပုံစံလိုခက်ဆင်ဆင်ပဲဗျာ။စာရေးသူကြီးစကားကြောင့်လူရိုးကြီးကိုတန်အောင်ဆန်းပခုံးတစ်ဖက်တွင် အိုးဆရာသမားကလည်းဒီဇီရီတော်ကြီးကတမိုင်းဝင်ဇီရီတော်ကြီးလေ။ဟိုတန်ဆိုင်ပုံမှာကြည့်ပါလား။ မိုင်းဝင်ပြည်လုံးချမ်းသာနန်းဦးစုတောင်းပြည်ဇေယျော်မြတ်ကြီးလေဗျာညံတော်ပေ80ကျော်မှရှိတယ်မူလရှေးအောင်မုံမြင်တွေတီးခဲ့တဲ့ဥပုံသာရှိတဲ့ဇေဒီကိုငုံပြီးတီးခဲ့တာလို့ရှေ့လူကြီးတွေပြောကြတယ်ဗျာပညာဒလဘယင်စစ်ပြေရင်ဒီနားမှာခိုးနိုင်ရွာကြီးတီးခဲ့တယ်လို့ပြောတာပဲပြီးတော့ဘိုးကလေးမျိုးကတမိုင်းကြောင်ရေးတဲ့ဆရာကြီးတယောက်တောင်လုံခဲ့တဲ့ဆန်းနဲ့ဝင်းကျင်ကရေးခဲ့ဘူးတယ်လေဗျာ ဝဂလေးမျိုးကတကူကြီးဖျားသမိုင်းဝင်အောင်ဆက်ကြစီတော်ကြီးရဲ့ဖျားတကာရှေးဘရင်များအဆက်ဆက်ကကျွန်တော်တို့မြစ်တန်းရွာကသမိုင်းဝင်နန်းဦးစီတော်ကြီးထိမှတ်တမ်းစာအုပ်ကြီးရှိတယ်။အဲဒါမျိုးကအတိတ်အောင်ငားသွားတာပြန်တောင်းလို့မရတော့ဘူး။ထူးဆန်းတာတခုကတော့ဒီဖျားကြီးရှေ့မှာကြာရကန်ကြီးရှိတယ်ဗျာ။အဲ့ဒီကြာကန်ကြီးကိုကန်ဆယ်မြေတူးတော့ကရှေးအောင်လေကြီးပဲ့ပိုင်းကိုစတွေ့ရသိရတာပဲ။ဒါဆိုရင်လူပြိုကြီးသိရသလားဒီရှေးအောင်လေကြီးကြောင့်ပြောပြပါလား။ အဲ့ဒီလေကြီးတူတုံးကလူမျိုးကြီးအသက်ဘယ်လောက်ရှိလဲ။အင်းအဲ့ဒီတုံးကကျွန်တော်အသက်16နှစ်လောက်ပဲရှိသေးတယ်။တူတဲ့သူကကုရီရှိသေးတယ်။ရွာလဲမနေတယ်။ကိုတန်းထွန်းနဲ့စာရေးသူမဒါဆိုအဲ့ဒီလေတူတုံးကပါတယ်ကိုတန်းထွန်းနဲ့တွေ့ကျင်တယ်ဗျာ။ဒါဆိုလဲသူ့စီသွားရမယ်။ပိုးဆုံဆုံလင်းလင်းသိရတာပေါ့။သူနဲ့စာရေးသူလဲလွယ်ရီထဲမှာမှတ်စုစာအုပ်နဲ့ပေါ်ပင်ထည့်ရင်းတွားရောက်တွေ့ဆုံမေးမြန်းရင်းထိုထူးဆန်းသောဂမ်ဘီယာစံသောတိုက်လေကြီးကြောင့်ရေးသားခြင်းပြုရပါသည်။ ။လွန်ခဲ့သောအနှစ်20ကျော်ဝန်းကျင်ကအီယာဝီတိုင်းဒေသကြီးဘိုးကလေးမြို့နယ်ကျုံစလူငရုတ်ကောင်းကျေးရွာအုပ်စုမြစ်တန်းကျေးရွာတွင်တီထားကိုးကွယ်တော်မူသောရှေးဟောင်းတမိုင်းဝင်ပြည်လုံးချမ်းသာနန်းဟုဆုတောင်းပြေဇေယျတော်မြတ်ကြီး၏ဗုဒ္ဓပူဇနီးယသတင်းကြော်လာဖျားပွဲသို့ရန်ကုန်မြို့မှတတ်တော်80ကျော်ဖုန်းတော်ကြီးတစ်ပါးကြော်ရောက်လာသည်။ထိုဖုန်းတော်ကြီးသည် ဖះကြီးဗုဒ္ဓပူဇနီးယပွဲတော်တိုင်းတစ်နှစ်တစ်ခေါက်လာရောက်ပြီးစီမီးပန်းမှန်များလာရောက်ဆက်ကပ်လေရှိသည်ဤနှဦးစီတော်ကြီးမှာပရိစိတ်တရားထိုင်ရင်တပတ်ဆယ်ရက်နေထိုင်ပြီးမှရန်ကုန်မြို့သို့ပြန်ကြွားသွားလေရှိသည်သုံးလနှစ်အရောက်မှာရင်းနေသောတကာတကာမတို့အားငါဒီဖះကြီးရဲ့အတိတ်သမိုင်းအဖြစ်အပျက်တွေကိုစာပြုစုထားတယ်တနေ့တော့စာအုပ်ကြီးတအုပ်ဖြစ်လာမှမင်းတို့ဖတ်ကြရမယ်လွမ်းစရာလဲကောင်းတယ်တန်ဝေးကလည်းရစရာပေါ့ကွယ်ဟုဆွေဆွေမြင်းမြင်းပြောလေရှိသည်ထို့သို့ပြောသွားပြီးထို မြစ်တွဲရွာကြီးသို့ကြော့မလာတော့ပဲ ၃နှစ်လောက်ရောက်မှထိုစရီတော်ကြီးတောင်ပတ်ပေတရာကျော်အကွာကြိုင်ကြီးမှာနွေရသည်မှာခန်းသွားသည်တို့နှင့်ရွာမတောက်တုံးရေခတ်ခဲကြောင်းရက်ရွာလူကြီးများနဲ့ထိုရွာမဩဇာရှိသောအဘဥငွေတန်းအဖွားတော်ငိမ့်တို့မှစော်ဩပြီးကန့်ကြီးကိုမြေတူးမြေဆဲကြသည် ထို့သူဆဲယူရင်မြေဝင်လေးပေရောက်မှထိုးစန်းစွာမှန်စီရွှေချကျွန်းလေပဲ့ပန်းကြီးတို့ခုအားတွေ့ရှိသွားရာပဲ့ပန်းကြီးပေါ်ကျွန်းပြားတွင်လှပသောကနုတ်ပန်းများထွင်လာပြီးပဲ့ကြီးအလယ်မှာရွှေစင်ရွှေသားပြင်ထုလို့ထ ထားသောဝင်းမဲ့နေသောစောကြီးရုပ်ထုကတ်ထားသည်ကိုတွေ့ရသည်ဆက်လက်တူဖို့ရတဲ့နှွေးခေါင်းကောင်းမိုးသည်စွာရသောမီလျှစ်စင်မိုးကြိုးများကျယ်လောင်စွာကြားရသဖြင့်အတူရထားစဉ်ရွာကန်မြေတူးသမားများဖြစ်သောကိုတန်းထောမှဥလေ ို့ဆက်မတူရရင်နေကျွန်တော်ရသလောက်တူးသွားမယ်ဟုပြောရင်ဆက်လက်တူးဖို့ရာပဲ့ပိုင်းမှာပေ30ရောက်မှာကိုတန်းထွန်းမှာဟာဒီလေကြီးကဘလောက်အရှိရှိမှန်းမသိဘူးကိုပေ30ကျော်နေပြီလေကြီးရဲ့ဝမ်းလေတော်မြောက်သေးဘူးဆက်တူးကြกว่าဟုအပင်ရင်ဆက်လက်တူးဖို့ကြရာပေ90ရောက်လာတာတော့လေကြီးဥပိုင်းကို မတွေ့ရသေးပါလေကြီးဤဝမ်းပြတ်ဒီပင်ငါးပေလောက်ရှိမိထင်သည် မြေတူးသမားကိုတန်းထွန်းတယောက်တိုးလှေပြောက်ဝမ်းနဲ့တုံလုံးစမ်းကြည့်တာတော့အရက်နဲ့တည်တည်ကလေးလွတ်သည်။လှေကြီးမှာကျုံသားလေကြီးဖြစ်ပြီးလှေပေးဘက်မှာချူပန်းကနုတ်ပန်းများထွင်လာပြီးရွှေချတာပါသည်။ထိုကနုတ်တွေကြားမှာရောင်စုံကြောက်စီချေလာသည်မှာအင်မတန်လှသဖြင့်ရွာကြီးချုပ်ဆက်မှာလာဟုကြည့်ရှုကြသဖြင့်ထိုသတင်းပြန်သွားသည်။တမိုင်းအရာမိုးပင်ပညာတလာရေရှီအောင်တိုက်လေကြီးဒဇင်းဖြစ်မိဟုလည်းအချို့ကဆိုပါသည်။အစီရင်သဘောနဲ့စူတော့ရဲ့နန်းဦးစီတော်ကြီးဘက်ဥခိုက်မြုံနှံထားသည်လားမသိဟုမဝေခွဲနိုင်ကြသဖြင့် င်ရွာလူကြီးများမှဆက်မတူးဖို့ရန်ဝိုင်းဝန်းပြောကြသည် အချို့ကလည်းဆက်တူးဖို့စီခြင်းသည်ဆက်တူးပါကလည်းဇီဒီကြီးအောက်လှေဦးကြီးရောက်သွားပါကဇီဒီပြိုကြမည်စိုးရင်ကြသူတချို့ကြောင့်ကုတန်းထုံးတို့တူးဖို့ရေးအဖွဲ့ကဆက်မတူးကြတော့ပဲတိုက်လေကြီး၃ဘုံ၃ဘုံတာတာလောက်သာတူးဖို့တွေးရှိရသဖြင့်ရရဖြတ်တော့ပြီးယူကြပါသည်တမိုင်းမတန်းရထိုတိုက်လေကြီးလှေဦးပိုင်းပြတ်သည်ပင်လူငါးဦးထမင်းဝိုင်းထိုင်စား၍ရသည်ဟုဆိုပါသည်ထိုပေါ်နေသောလှေတော်ကြီးနေရာအား မြေပြန်ဖို့ပြကြသည်ထိုတံမိုးမဖြတ်နိုင်သောတမိုင်းဝင်မှန်စီချွေးချအလေတော်ကြီးပဂတိတိုင်းမရသည်မှာတမိုင်းဆုံရှုံမှုတစ်ခုပါပဲရှေအောင်တိုက်လေကြီးအပိုင်းစားလေနံကြီးအားနန်းဦးစေဒီဝင်းအတွင်ဆင်လို့၍မှောက်ထားခဲ့ပါသည်ထိုသတင်းကိုရန်ကုန်မြို့မှဖုံးတော်ကြီးကြားသိပါသည်သို့သော လောက်ကြည့်ရှိတော်မမူသည်နှစ်နှစ်လောက်ကြာမှထိုရွာသို့လာရင်မိုးမရင်ပညာတလာ၏တိုက်လေကြီးအားကြည့်ရှုတုံးသက်ရင်ရည်ဝေသောမျက်လုံးများဖြင့်လွမ်းမောပွေအသက်ဖြင့် อืมငါအတိတ်ကစီးခဲ့တဲ့တိုက်လေကြီးပါလားကွယ်ဟုဆွေးမြေ့စွာပြောရင်တက်ဆက်ထဲမှာပဲဖုန်းတော်ကြီးမှမင်းတို့ကိုငါအတိတ်သမိုင်းတစိ့တသေးတာကိုဒီလေတော်ကြီးမတွေ့ခင်ကတည်းကငါပြောခဲ့ပါတယ်အခုငါအတိတ်ကစီးဝူးတဲ့ဒီတိုက်လေကြီးကို တွေ့ရပြီဆိုတော့ဒီလေတော်ကြီးကိုငါအလှခတ်နေကွယ်ဘာဖုန်းကိုလှူကြပါလားတကားတို့ဟုနွမ်းလျစွာပြောဆိုလာသဖြင့်ရွာသူရွာသားများမှလည်းမိသူများမလွန်ဆန်နိုင်ကြပဲလှူလိုက်ကြပါသည် ေးကွယ်မင်းတို့ဒီလိုလှူတဲ့အတွက်ငါဆန္ဒလည်းပြည့်တယ်လို့ဘာဖုံလဲဝမ်းသာပါတယ်။ငါအတိတ်ဘဝတုန်းကစီးခဲ့တဲ့တိုက်လေမှုအမတ်တရရန်ကုန်မြို့ကိုတည်သွားရတော့မယ်။တခါတခါမှအလုံးကိုဘာဖုံကျေးဇူးအထူးတင်ပါတယ်ကွယ်။ကဲကဲရွာကလူကြီးတွေနဲ့ငါရန်ကုန်တကာကြီးတွေကဒီလေတော်ကြီးအပိုင်းတွေယူဖို့တည်ဖို့စီစဉ်စရာရှိတာစီစဉ်ပြီးကြံခဲ့ကြကွယ်။ငါဒီနေ့ရန်ကုန်ပြန်ပြီးကြောင်းကဆောက်မယ်ဟူမဲ့ရင်ထိုးနေမှာပဲရန်ကုန်ကိုပြန်ကြောက်ရသွားတော့တယ် ဖိုးတော်ကြီးပြန်ကြွသွားသည့်နေ့မှာပဲထိုလေကြီးကိုရန်ကုန်မြို့သို့တည်လာပါသည်အစစ်စစ်တည်ရ၍နောက်နေ့နံနက်မလင်းတလင်းချိန်တွင်ရန်ကုန်မြို့ဖိုးတော်ကြီးနေထိုင်ရာအကြောင်းသို့ရောက်ခဲ့ပါသည်ဖိုးတော်ကြီးလည်းဝမ်းသာအားရနှင့်ပရင်ပေါက်တကားပွင့်၍ရှေ့ကလထိုင်ကြီးပေါ်ထိုင်ရင်းမိမိကြိုတင်စီစဉ်ထားသောအကြောင်းရှိတွင်လှေထားဖို့ပြုလုပ်ထားသောစင်ပေါ်မှမိုးပြင်းပညာတလစီးခဲ့သောရှေးအောင်တိုက်လေကြီးအပိုင်းစာများအားရည်ဝေသောမျက်လုံးများဖြင့်ဒစိမ့်စိမ့်ကြည့်ရှုနေသည် ဤသို့ကြည့်ရှုနေရင် အတိတ်ကိုလွမ်းမောပွေမြောင်နေသည်လားမသိသို့မဟုတ်ယောဂအခန်းကြောင့်ပဲလားမသိထိုင်ရင်ဘဝနှစ်ထံထူးဆန်းစွာပြန်လည်တော်မူသွားခဲ့ပါသည်ထိုသတင်းကြောင့်မြစ်တန်းရွာမှဒကာဒကာမများလည်းအလွန်တရာစိတ်ထိခိုက်ကြေကွဲခဲ့ရသည် ထိုတိုက်လေကြီးဆရာတော်အကြောင်းအရောက်မှာတိုက်တိုက်ဆိုင်ဆိုင်ဆရာတော်ကြီးပြန်လည်တော်မူသွားခဲ့သောကြောင့်တချို့ရိုးသား၍မသိသောသူများမှလှေကြီးခိုက်သည်ဟုပြောကြပါသည်သို့သော ထိုတိုက်လေကြီးဒစိတ်တစ်ပိုင်းအတိတ်သမိုင်းကြောင့်ကိုတော့ပြန်လည်တော်မူသောဖုန်တော်ကြီးမှတပါမြည် ူးမှသိမိမဟုတ်တော့ပါဘူး ုံတော်ကြီးပြန်လည်နောက်မူပြီးမှရောသားများအိမ်တိုင်းထိုးရင်အနီအောင်ကြောက်သားကိုထွန်းတူထားသောတလက်မကွဲငကားရုပ်ထူများစင်ကွက်များရှီအောင်အုပ်ကွက်များအိုးကြပယ်များတွေ့ရှိခဲ့သလိုရှီအောင်ဒင်ကားများလည်းရကြသူတို့ရှိသည်ထို့ပြင်ခန်းတဲ့သဘောအုပ်ယိုးကြီးများလည်းမြေကြီးအောက်မှာတူမိကြပါသည်အချို့ရှီအောင်ကျွန်းနိုင်ငုတ်ကြီးများမြေကြီးအောက်6ပေအနက်လောက်မှာတွေ့ရှိကြသည်အောက်ခံမြေကျွန်းမကြသောအောင်ဒု6လက်မှအနံ78လက်မှကျွန်းသားပြားကြီးများကိုမြေကြီးထဲမှာအပြားလိုက်၄တောင်တူပြီး ီးအလဲတိုင်းပါအထိ ကျိုးနိုင်အခံပြပြုလုပ်ပြီးအပေါ်ကကျိုးနိုင်လုံကြီးတင်ထားသည်မှာယခုခေတ်အောက်ခံအာစီကြောက်လောင်းထားသလိုခေတ်ရှိပြေခဲ့သောဘီသူကအတက်ပညာပါပဲသူတည်သည်များတွားရောက်လေလာတဲ့သောနေရာဖြစ်တဲ့ကဲသို့ရှီအောင်သမိုင်းဝင်စုတောင်းပြေနန်းဦးစီရောမြတ်ကြီးနှင့်မြစ်တန်းရွာကြီးအားလေလာသမှုပြုတင်မှာကြောင်းရေးသားတင်ပြလိုက်ရပါသည် ထိုဘုံတော်ကြီးပြန်လည်တော်မူသွားသည်မှာအနှစ်20ကျော်ခဲ့ပြီဖြစ်ပါသည်ထိုအပြည့်အပြည့်များကိုပြောပြသောမြစ်တန်းရွာမှာဆရာဦးတန်းလေးလူမျိုးကြီးကိုတယောင်ဆန်းနဲ့ကိုတန်းထွန်းတို့အားအထူးကျေးဇူးတင်ပါသည်အားလုံးသိခံခြင်းစိတ်ထားဖြင့်အေးမြနိုင်ကြပါစေဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီအစ်ကိုရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်